အဲ့တော့ကျွန်တော်တို့အကုန်လုံးသိကြတဲ့အတိုင်း American BNN စပွဲမှာ BNN ကအောင်နိုင်သူဖြစ်တယ်ဆိုတာကအခုလိုမျိုးစနစ်တကျဖွဲ့စည်းတည်ဆောက်ထားတဲ့ဌာနတွေစနစ်တကျစီမံပြင်ဆင်ထားတဲ့ထောင်ချောက်တွေပြီးလို့ရှိရင်မြေအောက်ကဘာမှာစုပွဲမှုကောင်းကောင်းပြင်ဆင်မှုကောင်းကောင်းချိတ်ဆက်မှုကောင်းကောင်းနဲ့အလုပ်လုပ်ကြတဲ့ BN ခွန်တွေကြောင့်အောင်ပွဲရတယ်နိုင်ပွဲရတယ်ဆိုတာကအခုဂူရှိတာနယ်ကိုလေ့လာပြီးလို့ရှိရင်ပို့ပြီးတော့မှထင်ရှားမြင်သားစေပါတယ် ဒီနေရာမှာကျွန်တော်ကိုစိတ်ဝင်စားစေတဲ့အချက်တစ်ချက်ကဒီထောင်ချောက်တွေကဘယ်လောက်ထိတောင်မှ effective ဖြစ်လဲဆိုလို့ရှိရင်ဒီ American စစ်သားတွေပဲဒီထောင်ချောက်မှာတည်တာမဟုတ်ဘဲနဲ့သူတို့ရဲ့ဒီ BN ခွန်တွေတောင်မှကိုယ့်ရဲ့ကိုယ်ပိုင်ထောင်ချောက်နဲ့ကိုယ်တည်တဲ့ BN ခွန်တွေများရဲ့လို့သိရတယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ဒီရာသီဥတုအပြောင်းအလဲမှာကိုယ့်ရဲ့ထောင်ချောက်အမှတ်သားတွေကိုမမှတ်မိတာလည်းပါတယ်။အဲနောက်တစ်ခုကကြတော့ ီ US Army ကနေပြီးတော့ဒီဘုံကျဲတဲ့အချိန်မှာအာပြောမယ်ဆိုလို့ရှိရင်အစိမ့်ွယ်ဘုံနေပါကျဲတဲ့အချိန်မှာအပင်တွေပြုံးသွားတယ်ပေါ့နော်အဲ့တော့မတားမတ်ရာတွေကပြောင်းသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်